မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့နှုတ်ခွန်းဆက်သအပ်ပါတယ်ယခုမြဝဲပေးသွားမယ်ယခုမြဝဲပေးသွားမယ်မဇ္ဈိမတေသခီးသွမတန်အမှတ်နှစ်ကိုဆုံးအောင်ကြည့်ချူကြဖို့ပထမအဆုံးအနေနဲ့တိုက်တွန်းအပ်ပါတယ် ကျိုင်းနိုင်သက်တယ်ဘုသူရရတယ်ဆိုလို့ရှိရင်လည်း subscribe လုပ်ပေးဖို့လိုက်လုပ်ပေးဖို့ကိုလည်းပဲတိုက်တွန်းအပ်ပါတယ်ဒီကနေ့မှာတော့မိမိတို့နေထိုင်ရာအကြောင်းကနေမဟာဗုဒ္ဓဇေတိတို့ရှိတဲ့နေရာကိုဘက်ထရီကားကလေးတွေနဲ့သွားရောက်ခဲ့ပါတယ်ဒီမဟာဗုဒ္ဓဇေတိတို့ရှိတဲ့နေရာဆိုတာဟာကပအမွေနဲ့စင်းဝင်ဇေတိတို့ဖြစ်တဲ့အတွက်ကြောင့်ဟိုလုံးခဲ့တဲ့စင်းနှစ်စင်းနှစ်စင်းနှစ်လောက်က ကားကြီးတွေမဟာဗုဒ္ဓဇေတိတို့အနိနာကိုတွားရောက်နိုင်ပေမဲ့အခုခါအဲ့ဒီနေရာတွေကိုကားကြီးတွေဝင်ခွင့်မပေးရပါဘူးမဟာဗုဒ္ဓဇေတိတို့နဲ့တရားပတ်လည်မှာရှိနေတဲ့နေရာတွေကိုကားကြီးတွေဝင်ရောက်ခွင့်ကိုတားမြစ်ထားတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင် vibration တုံ့ခံမှုမရှိရအောင်ရှင်းအောင်သမိုင်းဌာနကထိန်းသိမ်းတဲ့အနေနဲ့တွားရောက်ခွင့်မပြုတာဖြစ်ပါတယ်။ အဲ့ဒါကြောင့်ဒီလိုဘက်ထရီကားကလေးတွေနဲ့သွားရောက်ပြီးတော့မဟာဗုဒ္ဓစီတီကို သွားရောက်ရတာဖြစ်ပါတယ်။အလတ်ကြီးတဲ့အဖို့အဖွားတွေဆိုလို့ရှိရင်တော့နည်းနည်းလေးအခက်ခဲတော့ရှိပါတယ်။ဒါပေမဲ့ဘုရားဖုဖွဲတွေမှာစီစဉ်ပေးထားတဲ့ service တွေရှိပါတယ်။အဲ့ဒီ service တွေကဝန်ဆောင်မှုတွေကိုရယူပြီးတော့အဖို့အဖွားတွေလည်းပဲတက်တောင်းတက်တာနဲ့ဘုရားဖုသွားလာနိုင်ပါတယ်။ မာပုရိဇေတီတို့အတွင်းကိုဖောင်းနေလျှက်စီပစ္စည်းတွေမိုက်ကတ်တွေနှခမ်းတွေကကြစ်တွေဓာတ်တွေအစရှိတာဖြင့်ယူဆောင်လို့မရပါဘူးဦးဇင်းတို့လွန်ခဲ့တဲ့ဆယ်နှစ်ဝန်းကျင်လောက်ကတော့ဒီဟာတွေဟာယူခွင့်သေဆောက်ခွင့်ရပါတယ်2013ဘုံပေါက်ကွေးပြီးတဲ့နောက်မှာတင်းတင်းကြပ်ကြပ်မာပုရိဆိုဆိုက်တီကနေပြီးတော့မဟာဗုဒ္ဓအသင်းနဲ့ဘေးဟာအစိုးရတို့ကနေပြီးတော့စနစ်တကျထင်းသင်းဆောက်ရှောက်ထင်းသင်းဆောက်ရှောက်နေခြင်းဖြစ်ပါတယ် တင်နီယာတိတေသဆိုတာဟာဘုရားရှင်ကိုရုမြတ်ကြီးအဆူဆူပွင့်တော်မူတဲ့အမြင့်မြတ်မဟာဖြစ်တဲ့အတွက်ကြောင့်ဘောဓဘာသာနိုင်ငံတူတူမြတ်မြတ်ကအလာရောက်ပြီးတော့ခီးသောဣသိများဖျားဖူးကြတဲ့နေရာဌာနဖြစ်တဲ့အတွက်ဝင်ရရောက်နေသူတွေအဝတ်ထည်ရောက်နေသူတွေစသည်စသည်ဖြင့်အလွန်တရာမှစီကားတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ဒီနေရာဒီဒေသဟာဒီနေ့လူတွေအတွက်တော့စီးပွားရေးကောင်းတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ ကိုစွမ်းနိုင်ရဖက်ကနေပြီးတော့ခီးသွဲတွေကိုရောင်းချစားတော့လောက်ကင်လို့ရပါတယ်။ပန်းရောင်းတဲ့လူကပန်းရောင်းကွန်းရောင်းတဲ့လူကကွန်းရောင်းပေါ့လေ။ဒါကမဟာဗုဒ္ဓဇေတိတော်အတွင်းကိုဝင်ရောက်တဲ့ဝင်ပေါက်ဖြစ်ပါတယ်။ဘာသာမျိုးစုံ လူမျိုးပေါင်းစုံနိုင်ငံပေါင်းစုံမှဖျားဖို့တွေလာရောက်လေ့လာကြတဲ့မြင်ကွင်းတွေကိုလည်းပဲတွေ့ရမှာဖြစ်ပါတယ်။ ဲ့ဒီအထက်မှာဂျာပန်လေးတွေရောက်လာရှိပါတယ်ဂျာပန်တစ်ခုကိုဥစဉ်တို့50တရာ150အဲ့လိုရောက်ပါတယ်သူတို့ကမျက်နှာအခြေအနေကို ကြည့်ပြီးတော့လဲငွေတွေကိုအများကြီးတောင်းလဲရှိပါတယ်ဥစဉ်တို့ဒီညာဖက်ချမ်းမှာတွေ့မြင်နေရတဲ့နေရာဆိုလို့ရှိရင် ဖုံးလေးဖနက်တွေအတက်နေရာဖြစ်ပါတယ်အဲ့ဒီမှာဖုံးတွေကိုအထပ်ခလို့ရပါတယ်ဖနက်တွေကိုအထပ်ခလို့ရပါတယ် ကင်မရာကိုအထည်ကိုယူခြင်းနဲ့ဆိုလို့ရှိရင်တော့ကင်မရာတလုံးကိုရူပီ300နဲ့အထည်ကိုယူသွားခွင့်ရှိပါတယ်အထည်မှာခြိုက်တဲ့လောက်ဓာတ်ပုံဗီဒီယိုရိုက်ကုလို့ရပါတယ်ဒါကတော့ Welcome to Mahabodhi Mahavihara War Heritage Site ဆိုပြီးတော့ရထားတဲ့မောက်ဦးနေရာဖြစ်ပါတယ်ဦးဇင်းတို့အထည်ကို ဖုံးယူသွားလို့မရတဲ့အတွက်ကြောင့်ဒီကနေ့မှာတော့အပြင်ကနေပြီးတော့ Mahabodhi City တို့ကိုဖုံးမြှို့လို့ရအောင် sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။အထဲကိုမဟာပုရိသေတီတို့ကိုကင်မရာတွေယူသွားပြီးတော့ကြာကြာနာနာရေကူးပြီးခါမှာမဟာပုရိသေတီတို့တမိုင်းနဲ့မဟာပုရိသေတီတို့အတွင်းမှာရှိနေတဲ့တတတတဟဌာနတွေကိုတစ်ခုချင်းစီ အသေးစိတ်ရှင်းလင်းတင်ပြပေးသွားပါဦးမယ်။အဲ့ဒီအရှင်းကြလို့ရှိရင်လည်းပဲဘောရဘာသာဝင်တို့ရဲ့အထွတ်မြတ်ထာယာမြေမြတ်မဟာမဇ္ဈိမဒေသခရီးသွားမှတ်တမ်းကိုဆက်လက်ကြည့်ကြပေးကြဖို့တိုက်တွန်းလိုက်ရပါလေ။ အခုမဟာပုရိသေတီတို့မှာအကြီးစားပြုပြင်မှုတွေပြုလုပ်နေတဲ့မြင်ကွင်းတွေဖြစ်ပါတယ်။မဟာပုရိသေတီတို့အတွင်းမှာထိုက်ဆုံးကထိတူဟာဆိုလို့ရှိရင်ထိုင်းနိုင်ငံက2000တခုနှစ်လောက်မှာရွှေအတိရှာထားတဲ့ထိတူဖြစ်ပါတယ်။အဲ့ဒီထိတူကိုကိုယ်လွန်သွားရှာတဲ့ထိုင်းမင်းဖျားကြီးကိုရည်စူးပြီးတော့ပြန်လေပြုပြင်နေတယ်လို့ယူဆရပါတယ်။ဖျားကြီးတွေကိုဝင်သွားတဲ့အခါမှာ အလုတ်ခွင်မှာဖြစ်နေတဲ့အတွက်ကြောင့်အဲ့ဒီအလုတ်ခွင်နဲ့နှီးတဲ့နေရာတွေမှာမနေဘဲနဲ့ခပ်ဝဲဝဲလေးကဖះကိုအာယုံပြု ရှိခိုးကြဖို့လည်းပဲလိုက်တွန်းလိုက်ရပါတယ်တရားသည်ဆိုတာဟာ ဆေလာပိုင်းကနေပြီးတော့လေလာပိုင်းဆိုတာဟာဘုဒ္ဓဂယာမှာဖះပူရာသည်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်တရားသည်ကဆောင်းတွင်အေးတဲ့ရာသည်ကိုရောက်လာပြီးဖြစ်တဲ့အတွက်ကြောင့်ဖះပူလို့အကောင်းတဲ့အရှင်ခါပဲဖြစ်ပါတယ်။ຫນွေပိုင်းတွေမရှိကြဘူးလားဆိုလို့ရှိရင်ຫນွေပိုင်းတွေရှိပါတယ် ဒါမဲ့လူအနာနေပါတယ်အခုတွေ့မြင်နေရတာကတော့မဟာယာနတိဘက်ဘာသာဝင်တွေမြတ်စွာဘုရားရှင်ကိုလိုမျိုးကြီးကိုရှိခိုးနေကြတဲ့ပုံစံဖြစ်ပါတယ်အရင်တုန်းကတော့ဒီမှားတွေနဲ့ကာထားတဲ့နေရာဟာဈေးဆိုင်ခန့်တွေဖြစ်ပါတယ်ကြက်ကြက်တိတိနဲ့သွားပြီးတော့ကြက်ကြက်တိတိနဲ့သွားလာရတဲ့နေရာတွေဖြစ်ပါတယ်ဘုံပေါက်ကွေးပြီးတဲ့နောက်မှာဘီယာဆွဲကနေပြီးတော့ဈေးဆိုင်ဈေးခန့်တွေကိုအကုန်လုံးကို ဖေးချလိုက်တာဖြစ်ပါတယ်ဒါတော့မှဒီလို အမှုခင်းတွေဖြစ်ပြီးတော့ဖေရှားဖေရှားလို့ရတာဖြစ်ပါတယ်။ဟိုဘက်မှာမြင်နေရတဲ့ဟာကဟိန္ဒူဖျားရှိခိုးအကြောင်းဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမှာကတခုခုလုပ်တော့မယ်ဆိုလို့ရှိရင်ဒရိုလေးအခက်ခဲတွေနဲ့အစွားတွေရင်ဆိုင်ရပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်တွယုံတန်ယုံနဲ့သူတို့ရဲ့နေရာဌာနကိုဖေမပေးတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။မဟာဗုဒ္ဓဇီတိတော်ဆိုတာဟာဗုဒ္ဓဘာသာဝင်တို့ရဲ့အထွတ်မြတ်ထာယာ မြတ်စွာဘုရားရှင်အဆူဆူပွင့်တော်မူရာမြေမြတ်မှာဗုဒ္ဓဘိသေက ခိုင်တော်မူရာနေရာဖြစ်တဲ့အတွက်ကြောင့်ဒီနေရာဒီဒေသတွေဟာရှင်းရှင်းလင်းလင်းနဲ့ဇနစ်တကျနဲ့တသန့်ရှင်းရှင်းနဲ့ရှိနေရမယ့်နေရာဖြစ်သွင်းကြလေပဲအိန္ဒိယရွတ်ရအိန္ဒိယကက်ရှာအယအိန္ဒိယဥပရေအယအာယအလုံးကိုစိတ်ကြိတ်ပြုပြင်ဖန်တီးလို့မရတဲ့အနေထားတွေကြောင့်အခုလိုတွေ့မြင်နေကြရတဲ့အနေထားဖြစ်ပါတယ် ဒါကတော့ဟိုအထက်ကနေပြီးတော့မဟာဗုဒ္ဓစီတီတို့အတွင်းကို ဝင်ရောက်နေကြတဲ့လူတွေဖြစ်ပါတယ်။ဒီလူတွေဟာဗောဓဘာသာဝင်တွေများပါတယ်။အိန္ဒိယမှာလည်းပဲဗောဓဘာသာဝင်တွေတော်တော်လေးကို များလာကြပြီဖြစ်ပါတယ်။မဟာဗုဒ္ဓစီတီတို့ကိုဝင်တဲ့ဝင်ပေါက်ပါအဲ့ဒီအထက်ကိုဝင်သွားပြီဆိုလို့ရှိရင်အဲ့ဒီအထက်မှာလည်းပဲ X-ray တစ်ခု ဖျက်ရပါတယ်အပြင်ကလည်းပဲ X-ray နှစ်ခုကိုဖျက်ရပါတယ်ဒါကြောင့်ဖုံးတွေပါသွားလို့ရှိရင်အဲ့ဒီအခုတွေ့မြင်နေရတဲ့နေရာကနေပြီးတော့ဖုံးအပ်တဲ့နေရာကိုတူတူဝေးဝေးကိုတွားလာရတာဖြစ်တဲ့အတွက်ကြောင့်မိမိအကြောင်းမှာထားခဲ့ဖို့သို့မဟုတ်လောကဖုံးတွေအပ်တဲ့နေရာဖဏတ်တွေအပ်တဲ့နေရာမှာ ထားခဲ့ဖို့ကိုလည်းပဲတိုက်တွန်းလိုက်ရပါတယ် တချို့ကလည်းပဲအသက်အရွယ်ကြီးကြတဲ့ဘုရားဖူတွေများတာဖြစ်တဲ့အတွက်ကြောင့်ဖုံးမယူခဲ့ပါနဲ့ဆိုလို့ရှိရင်လည်းပဲမဲ့ပြီးတော့အိတ်ကတ်ထဲမှာထည့်ယူလာတာလေများသောအားဖြင့်ကျွမ်းအပ်တတ်ပါတယ်ဒါကြောင့်ဘုရားဖူသွားရမယ်ဆိုလို့ရှိရင်တေရှာစစ်စစ်ပိခါမှာဘုရားထေကိုသွားတာကပေါ်ပြီးတော့ကောင်းပါတယ်အဖွေတွေမှာဆိုလို့ရှိရင်ကင်ပရာမန်ပါတဲ့အတွက်ကြောင့်အဲ့ဒီကင်ပရာမန်နဲ့မဟာဗုဒ္ဓဇေတိတို့အတွင်းမှာစိတ်ကြိတ်ဓာတ်ပုံတွေရေကူးလို့ရပါတယ်ဓာတ်ပုံတစ်ပုံကို30သမ50အစားအသောက်အဖြစ်ပေးရပါတယ် အဲ့ဒီမဟာဗုဒ္ဓဇေတီတို့ရဲ့ရှစ်တတင်းမှာလည်းပဲကင်မရာမင်းနဲ့အများကြီးရှိပါတယ်အခုရဲ့အခုယူဓာတ်ပုံတွေကိုရည်ယူလို့ရပါတယ်ခုမြင်တွေ့နေရတာကတော့မဟာဗုဒ္ဓဇေတီတို့အတွင်းမှာအလုံးလုံးနေကြတဲ့အမြင်ခွင့်တွေဖြစ်ပါတယ်ဒါကတော့မဟာဗုဒ္ဓဇေတီတို့ရဲ့အပြင်ပါကနေပြီးတော့ရှင်သန်လို့ထားမစည်းမ YouTube channel ကိုအပင်နေရတဲ့ပုံကိုယ်တွေဖူးမျိုးကြီးညိုလို့ရအောင်ရေကူပေးထားတာဖြစ်ပါတယ်မိမိကိုယ်တိုင် မလာရောက်နိုင်တော့လည်းပဲ အခု YouTube channel ကို ကြည့်ပြီးတော့ကိုယ်တိုင်ရောက်တယ်လို့မြတ်စွာဘုရားရဲ့သံဝေဇင်းရဌာနအဝိဇ္ဇဒဌာနဖြစ်တဲ့ဘောဓိပနဲ့ရွှေပလင်းတို့ကိုဖူးမြို့လို့ရအောင်မျှဝေပေးသွားတာဖြစ်ပါတယ်။ဒါကတော့ပထမတွေ့ရတဲ့ X-ray ကိတ်ပါဒီကိတ်မှာလည်းပဲစစ်ဆေးပါတယ်။ဒီကိတ်ကိုဝင်တဲ့အခါမှာလည်းပဲအမျိုးသမီးဆိုလို့ရှိရင် အမျိုးသမီးအမျိုးသားဆိုလို့ရှိရင်အမျိုးသမီးတန်းစီပြီးတော့သူ့လိုက်နဲ့သူဝင်ရောက်ရပါတယ်။ အခုမေးရတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်စစ်သားတွေလည်းတော်တော်ရှားပစ်ထားတာကိုတွေ့ရပါတယ်အခုတွေ့မြင်နေရတာကတော့မဟာပုရိသေတ္တုနဲ့ကဲ့ရဲ့မှာရှိနေတဲ့ပလီဖြစ်ပါတယ်အဲ့ဒီပလီရဲ့ဘေးနားမှာမဟာပုရိသေတ္တုရဲ့ယုံကြည်ရှိပါတယ်အခုမြင်နေရတာကတော့မဟာပုရိသေတ္တုယုံကြည်ဖြစ်ပါတယ်ဒါကတော့မဟာပုရိသေတ္တုကိုအမြင်ပြုပြီးတော့လောကအိန္ဒိယလူမျိုးတွေဈေးတွေရောက်နေကြတဲ့အမြင်ကွင်းဖြစ်ပါတယ်အခုမြင်နေရတာကတော့ သီလင်္ကာအကြောင်းဖြစ်ပါတယ်။ဟိုးလွန်ခဲ့တဲ့ချီဟောင်းအင်္ဂလိပ်ခေတ်တွေကရှိနေခဲ့တဲ့အကြောင်းတော်ဖြစ်ပါတယ်။ဒီအကြောင်းတော်ဟာဆိုလို့ရှိရင်အနာဂတ်ကဓမ္မပါဠိကမဟာဗုဒ္ဓဆိုစိတ်တီကိုဒီရုံမှာပဲစိတ်ထူထားခဲ့တာဖြစ်ပါတယ်။ကျောင်းတော်ရဲ့အနည်းနာမှာလေးပဲဈေးရောက်နေတဲ့ဈေးဆိုင်ခန်းလေးတွေကိုတွေ့မြင်ရမှာပါ။ကျန်ရည်ရောက်နေတာတွေရှိပါတယ်။ အသိဉာဏ်တွေကတော့အိန္ဒိယမှာတော်တော်လေးပို့ပါလေအသိဉာဏ်လေးက organic တွေဖြစ်တဲ့အတွက်ကြောင့်တန်ရှင်းလက်ဆက်ပါတယ်အခုမြင်နေရတဲ့အကြောင်းကတော့တိဘက်ကြောင်းဖြစ်ပါတယ်ဒီတိဘက်ကြောင်းကတော့ဒလိုင်လမလာလို့ရှိရင် အမြဲတမ်းတစ်ခိုးလေးရှိတဲ့အကြောင်းတစ်ကြောင်းဖြစ်ပါတယ်ဦးဇင်းတို့အခုဒီမဟာပုရိသေတီတို့အိုးတွားရောက်တဲ့လမ်းလျှောက်မှာသီလင်္ကာကြောင်းတိဘက်ကြောင်းဂျပန်ကြောင်း မြန်မာကျောင်းစားတရားဖြင့်အများကြီးရှိပါတယ်။ဒီအခုတွေ့မြင်နေရတဲ့နေရာကတော့မဟာပုရိသီတို့ရဲ့ office ရုံးခန်းဖြစ်ပါတယ်။ရှင်သန်နှုတ်ထမိုက်စီမ YouTube channel ကိုအပင်နေကြတဲ့ပုံကများမိမိတို့ကိုယ်တိုင်ရောက်ဖူးသည့်ပုံကဖြစ်စေမရောက်ဖူးတဲ့ပုံကပဲဖြစ်စေဒီနေရာဒီဒေသလေးတွေကိုကြည့်ချူပြီးတော့ဝမ်းမြောက်ဝမ်းသာစွာဖြင့် မဟာပုရိသေတီတို့ရှိတဲ့နေရာဟာဒီလိုဒီလိုသွာလာလှုပ်ရှားကြရတယ်ဆိုတာကိုဘုဒ္ဓရာယဘွယ်ဖြစ်တင်ပြလဲရခြင်းဖြစ်ပါတယ်ဒီ YouTube channel ကိုကြည့်ရှုကြတဲ့အားလုံးသောဓမ္မမိတ်ဆွေများကြည့်ရှုပြီးတဲ့နောက်မှာတဆုံတရာဘုဒ္ဓရာရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်ကုသတရားတွေတိုးပွားလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးကျမ်းမာရှမ်းသာဖြစ်ပြာဝေးကွာနိုင်ကြပါစေ